မြတ်စွာဘုရားဟောတဲ့တရားတွေကအရှင်းလင်းနဲ့ပြသတယ်ဆိုတော့တာမန်အသိဉာဏ်ရှိရင်နားလည်နိုင်တယ်ဒီကားကမြတ်စွာဘုရားတရားကိုမြတ်စွာဘုရားဟောတဲ့အချိန်ပြန်မဟောလို့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေနားမလဲတော့တာမြတ်စွာဘုရားဟောတဲ့အချိန်ပြန်ဟောလို့ရှိရင်ဗုဒ္ဓဘာသာဝင်တိုင်းကမြတ်စွာဘုရားတရားကိုနားလည်တယ်နားလည်ရင်အ ਨੇ သုံးခမားတို့ခွေးဘဝကလွတ်တယ်လက်ရှိပြဿုပ်ပံတက်တဲ့မှာခမရတို့နိုင်ငံရေးအရာတော်၎င်းစီးပွားရေးအရာတော်၎င်းဟလာ ဘာသာရေးအရာတော်လုံးခမားတို့ကိုခွေးမွေးနေကြတယ်လူတွေသူတို့အကျိုးစီးပွားအတွက်ဘာသာရေးကိုအခြေခံပြီးသူတို့အကျိုးစီးပွားလုပ်ကြတယ်နိုင်ငံရေးကိုအခြေခံပြီးသူတို့အကျိုးစီးပွားတွေလုပ်ကြတယ်လူမျိုးရေးကိုအခြေခံပြီးသူတို့အကျိုးစီးပွားတွေလုပ်ကြတယ်စီးပွားရေးမှာလည်းသူတို့အကျိုးစီးပွားအတွက်ခမားတို့ကိုခွေးမွေးတယ်အဲ့ဒီခွေးပွားကခမားတို့လွတ်တယ်လက်စွာပြားတရားကိုနားလဲအဲ့ဒါကပထမဒီဘဝမှာနေရနိုင်တဲ့ကောင်းကျိုးချမ်းသာဒါကြောင့်မလို့ မြတ်စွာဘုရားတရားတွေကိုအမှားတွေဖြစ်အောင်လို့ခမရတို့ဝိုင်းပလိန်နေကြတာမြောက်ပေးတယ်မြောက်ရိုးပင်ကိုလုတ်ပေးတယ်မြောက်ရိုးပင်ကိုလုတ်ပေးလို့ရှိရင်လေဘုရားဘာသာတွေကအဲ့ဒီမြောက်ပေးတဲ့နောက်မှာตายရကြတယ်နှိမ့်ချတယ်နှိမ့်ချတဲ့အပေါ်မှာလေမကြည်မနှက်တွေဒေါသတွေဖြစ်ကြတယ်အဲ့တော့နှိမ့်ချခြင်းတွေမြောက်ပေးခြင်းတွေကိုမြတ်စွာဘုရားကလွတ်အောင်နေရမယ်လို့ငကိုတွေကမှားထားတာမင်းတို့ကိုချီးမွမ်းလို့ရှိရင်လေတဲ့မင်းတို့ဝမ်းမတာကြနဲ့တဲ့မင်းတို့ကိုကဲ့ရဲ့ရှုံချရင်လေတဲ့ဝမ်းမနေကြနဲ့တဲ့ မငါတို့မှဒီအကြောင်းလည်းမရှိဘူးဒီအကျိုးကြောင်းလည်းရှိရှိတယ်ဒါမျိုးတွေပုံပွင့်လင်းလင်းပြောလိုက်ပါဆိုခင်ဗျားတို့ဗုဒ္ဓဘာသာတရားကိုနားမလည်ခဲ့တဲ့အတွက်ဒီပြဿနာတွေဆက်တယ်လက်စွာဘုရားကတရားကိုစံဟောတိုင်းမှာ ခန္ဓာရဲ့အာယတနာရဲ့ဓာတ်ရဲ့တစ္ဆာရဲ့ပရိစ္ဆာသမုပ္ပါယဒါနဲ့ပဲဟောတယ်ခန္ဓာလို့မြင်လိုက်တာနဲ့အစုဖွဲ့ဒီဟာကြီးကိုအစုဖွဲ့လို့မြင်ရတယ်ရုပ်အစုဝေး ဝေဒနာအစုဝေးတညာအစုဝေးသင်္ခါရအစုဝေးဝိညာဉ်အစုဝေးလို့မြင်ရတယ်အဲ့ဒီလိုမြင်လိုက်တာ ਨੇ အစုဝေးအစုဝေးဆိုတဲ့အမြင်นี่မြင်လာများလာတာ ਨੇ ငါဆိုတဲ့တက္ကရာဒိဋ္ဌိပြုတ်လာတယ်ပြုတ်လာတဲ့အချိန်ကြလို့ရှိရင်ဒီငါဆိုတဲ့တက္ကရာဒိဋ္ဌိပြုတ်လာတာနဲ့ငါဘာကြောင့်မြင်သူတို့ဘက်သားတို့ကိုဒုက္ခပေးနေမှာလဲသူတို့ဘက်သားတို့ရဲ့ဘဝကောင်းစားရေးအတွက်ငါဘဝကြီးကိုဘာဖြစ်လို့ငါ့ကိုငါဆင်းရဲဒုက္ခခံနေမှာလဲအတွေးတွေအမြင်တွေအစာပြောင်းသွားတယ် ဲ့ခွေးဘွားလွတ်တာပဲလက်ရှိခွေးဘွားကိုခင်ဗျားတို့ဗမာဗုဒ္ဓဘာသာကြီးဘယ်လောက်ကြီးခွေးခွေးဖြစ်နေနေခဲ့ရလဲဆိုတာပြောပြမယ် Star Stone ကသူ့ကိုယ်သူဘာသာမဲ့လို့ပြောလိုက်တယ်ဟုတ်တယ်နော်အခုကြမှာသူ့ကိုယ်သူနှစ်ချင်းခံနာပါတယ်ဆိုတော့ဝန်ခံပြီးတော့မနစ်တနည်းမှာစာထရည်တာဒီကောင်ငကိုတဲကဘာသာမဲ့မဟုတ်ဘူးဆိုတော့ကျုပ်တို့ကသိတယ်ဗုဒ္ဓဘာသာကို တိုက်ခိုက်ပြီဆိုရင်ဒီကောင်ကြီးဟာဘာသာ ပြောင်းတဲ့ကောင်ကြီးပဲဘာဖြစ်လို့လဲလို့မေးလို့ရှိရင် သူတို့တွေကမကောင်းမှုအကုသိုလ်ကိုလုပ်တယ်လုပ်ပြီးခံရမှာအရန်ကြောက်တယ်ကြောက်တာဖြစ်ချင်းကြောင့်သူတို့ကိုကဲ့တင်မဲ့အရာကိုအမြင်နဲ့ရှာဗုဒ္ဓဘာသာကအကုသိုလ်လုပ်ပြီးအကုသိုလ်အကျိုးကပေးကိုပေးမှာဟုတ်လားဘယ်အချိန်ပေးမလဲမသိဘူးဒီဘဝလားနောက်ဘဝလားဘယ်ဘဝမှာပေးမှာလဲမသိဘူးဒါပေမဲ့ဒီအကုသိုလ်အကျိုးကပြလို့လေးလို့လွှင့်မသွားဘူးဒီအကုသိုလ်အကျိုးမပေးနိုင်တဲ့အခွင့်အရေးတစ်ခုရှိတယ်အဲ့ဒါကတောတာပံဖြစ်လို့ရှိရင်ဘဝဆိုတဲ့အကျိုးကိုမပေးနိုင်တော့ငရဲမပေးနိုင်တော့တိရစ္ဆာန်မပေးနိုင်တော့ ိတ်တာဆိုတဲ့အပေဝုံသားဘဝကိုမပေးနိုင်တော့အဲ့တော့သောတာပန်ဖြစ်အောင်လဲအာမထုတ်ရဲတဲ့တတိလည်းမရှိဘူးဒီတဏှာမှချင်းနေပြီပြီးတော့ဒီမှာလှုပ်ထားတဲ့အာကုသူတွေကိုလည်းပြန်ခံရမှာကြောက်တယ်အဲ့ဒီအတွက်အာကိုရရှာကြတယ်အာကိုရရသွားပြီဆိုတာနဲ့ဗုဒ္ဓဘာသာကိုစော်ကားတာပဲအဲ့တော့စတားစတုံးကခမရတို့ကိုခွေးမွေးသွားတာခမရတို့အချင်းချင်းပြန်ကြိုက်လဲရတယ်ဗုဒ္ဓဘာသာအချင်းချင်းပြန်ပြီးတော့ဒုက္ခတွေပေးရတယ်ဘဝတွေပြတ်ကုန်ကြတယ်တေကြီးပျက်စီးဆင်းရဲကြတယ်ကိုယ့်ဘာသာကိုပြန်စော်ကားခဲ့ကြတယ် အဲ့ဒါပါလေသူတို့ခမရတို့ဗုဒ္ဓဘာသာကိုနားမလည်ခြင်းရဲ့အပြစ်ပဲအဲ့ဒီအပြစ်ကိုမသိလိုက်တဲ့အတွက်ခမရတို့ခွင်းမွေးခံရရတာဟုတ်လားဗုဒ္ဓဘာသာကတဏ္ဍရဲ့ကြုံဖြစ်ကနေလွတ်အောင်ယုံရတဲ့ဘာသာအဲ့ဒီကိုမရခင်မှာတိတ်တိတ်တစ်ချက်ပြုတ်သွားတာနဲ့ခမရတို့ခွေးဘွားလွတ်သွားတယ်ခမရတို့ခွေးတွေကြုံနေမဖြစ်တော့ဘူး ဒါဒါကြောင့်မလို့ကိုကျော်ကြီးကိုလာပြီးတော့တိုက်ခဲလာချိတ်ကြတဲ့အကုသိုလ်တရားတွေလာပြီးတော့ကိုကျော်ကြီးကအားလုံးကိုဖြေဖြေရှင်းပြစ်တာအကုန်လုံးကိုကန့်ထုတ်ပြစ်တာဒါကအကုသိုလ်အတွက်ဒါကဒီစကားကိုငါဖြေရှင်းလိုက်ရင်လူအများအကျိုးစီးပွားရှိမယ်အဲ့တော့ကိုကျော်ကြီးကိုကြောက်လာကြတယ်ကိုကျော်ကြီးကိုအပြစ်ရှာစရာလည်းမရှိဘူးဆိုတော့ကိုကျော်ကြီးဒီပတ်စံရှာနေတာမဟုတ်ဘူးဒီအပြောဟောနေနေအဲ့တော့ရက်တည်တဲ့နေရာမှာလည်းဘာသာရေးကိုရက်တည်တာမဟုတ်ဘူးရက်စွာမြိုင်အစုံမအတိုင်းမှာပဲရက်တည်နေတာဖြစ်ချင်းကြောင် ဘယ်နေရာမှာအပြစ်ရှာမရတဲ့ခါကျတော့ဘာလုပ်လဲဆိုဖြဲ့ညက်ကစကလုံးနေဒီကနေဟိုဟိုကနေဒီအကုသို့တရားဒီနဲ့ပြီးတော့အခုဟို AI နေနဲ့ပါလှုပ်လာတာအဲမသိရင်လူယုံကြီးနဲ့ဝင်ပြီးဖြည့်ရှင်းနေသလိုလူ AI နေနဲ့ပါလှုပ်လာကြတယ်အဲ့ဒါပါလဲဆိုတော့သူတို့ရဲ့အကြောက်တရားကဗုဒ္ဓဘာသာတရားကိုအကြောက်ဆုံးမင်းကျန်တာဘာဘုံမသူတို့မကြဘူးသူတို့သိတယ်ချို့ရရသိတယ်ဗုဒ္ဓဘာသာတရားစစ်စစ်ဖြစ်သွားလို့ရှိရင်ခွေးမွေးလို့မရတော့နိုင်ငံကြီးခွေးမွေးလို့မရတော့ဘာသာကြီးခွေးမွေးလို့မရတော့ အဲ့ဒီတည်းသူတို့ခွေးမွေးကျင်တာခမရတို့ဗုဒ္ဓဘာသာတွေခွေးမွေးကျင်တာခိုင်းစားကျင်တာကျွန်းလေးလိုခွေးလေးလိုခိုင်းစားကျင်တာဖြစ်ချင်းကြောင့်ခမရတို့ဝါရမိုင်းနေတိုက်တယ်အဲ့တော့ခန္ဓာဆိုတဲ့အစုအဖွဲ့လိုမြင်လိုက်တာ ਨੇ တဖြည်းဖြည်းနဲ့ဒီအစုအဖွဲ့အစုအဖွဲ့ဆိုတဲ့သဘောတရားကိုမြင်လိုက်တာ ਨੇ အမြင်ရှင်တွေကရှင်းသွားတယ်အကုသိုလ်တရားတွေတဖြည်းဖြည်းနဲ့လှုပ်ဖို့စိတ်ထဲမှာကင်းဝေးကင်းဝေးသွားတယ်ဒါခန္ဓာနဲ့ရှင်းပြတာအာယတနနဲ့ရှင်းပြတယ်အာယတနနဲ့ရှင်းပြတယ်ဆိုတာ လောကလို့ပြောလိုက်တာ ਨੇ အာယုံ6ပါးပဲရှိတယ်အာယုံ6ပါးတဲ့လွန်ပြီးဘာမှမရှိဘူးနတ်လို့ပြောပြောဗမာလို့ပြောပြောစัจ java လာအနန္တစัจ java လာကြီးလို့ပြောပြောအဲ့ဒါဒီအာယုံတရားတွေအစင်းဆိုတဲ့အာယုံရှိတယ်အတန်ဆိုတဲ့အာယုံရှိတယ်အနတ်ဆိုတဲ့အာယုံရှိတယ်အတွေ့အထိဆိုတဲ့အာယုံရှိတယ်အစင်းအတန်အနတ်အရတာရှာမှာတွေ့ထိနိုင်တယ်အရတာဆိုတဲ့အာယုံရှိတယ်ဟာလာအတွေ့အထိဆိုတဲ့အာယုံရှိတယ်ဓမ္မသဘောတရားတွေသဘောတရားဓမ္မတွေလောကမှာရှိနေတဲ့ဓမ္မသဘောတွေ အဲ့ဒီအာယုံ6ပါးပဲရှိတယ်။အဲ့ဒီအာယုံ6ပါးကိုသိနိုင်တဲ့မျက်စိရှိတယ်။ယနေ့ကမ္ဘာပေါ်မှာကြည့်နေတဲ့မိုက်ခရိုစကုပ်တွေဟလားကမ္ဘာဂျိုဒူးတွေကိုကြည့်နေတဲ့စကုပ်တွေအဲ့ဒါတွေကမျက်စိပဲ။မျက်စိစွမ်းအားတွေကိုတင့်တင်လာတာ။အစအတန်းပေါင်းများစွာချဲ့ထားတဲ့မိုက်ခရိုစကုပ်တွေသိမ်းမွားတဲ့အရာတွေကိုကြည့်ဖို့ချဲ့ထားတဲ့မိုက်ခရိုစကုပ်တွေအဲ့ဒါတွေအားလုံးဒီမျက်စိပဲဖြစ်တယ်။ရေဒါတွေသဘောတရားတွေနားတွေဖြစ်တယ် တဲ့ဒီအလုံးဒီအာယုံခံစနစ်ရဲ့အာယုံရင်လောကကြီးတစ်ခုလုံးမှာဘာလို့ပြောပြောပြောချင်တာပြောဒီလောကမှာအနန္တစัจ java လာကြီးကဘယ်သူဘယ်ညာစိတ်သက်လောက်စဉ်းစားစိတ်သက်လောက်တွေးတော့အာယုံခံ6ပါးနဲ့အာယုံခံအာယုံ6ပါးဒီနှစ်ခုကလွှင့်ဘာမှမရှိဘူးမြတ်စွာဘုရားဒီလိုအမြင်မျိုးမြင်အောင်ပြောလိုက်တာအဲ့ဒီလိုအမြင်မျိုးမြင်လိုက်တဲ့အခါလဲကြလဲကြအောင်ဘာမှမထူးဆန်းတော့ဘူးအကောင်ကြီးလည်းမရှိဘူးတတ္တဝါကြီးလည်းမရှိဘူးဘယ်အရာကမှအကောင်တတ္တဝါလို့ပြောလို့မရပဲနဲ့ ဒီအရာတစ်ခုတည်းကလဲပတ်နေတယ်ဒီမှာအာယုံ6ပါးနဲ့အာယုံကံ6ပါးလဲပတ်နေတယ်ဒီလိုမျိုးအမြင်ကမြင်သွားတယ်တဲ့နဲ့ပြောပြီးဟေ့ဆိုရင်လည်းဓာတ်6ပါးပဲရှိပထဝီတေသောအာဘောဝါယောအာကာသဝိညာဏဆိုအာကာသဆိုရဲဟင်းလင်းမြင်တဲ့ဟုတ်တယ်နော်ဝိညာဏဆိုရဲအထူးတိတတ်တဲ့သဘောတရားတွေတည်ခြင်းသဘောပဲနံသဘောကတည်ခြင်းသဘောပဲ ခံစားတာကိုတည်တည်မှတ်သားတာကိုတည်တည်စိတ်စော်တာတည်တည်ဘလို့တည်တည်အဲ့ဒါဒီဝိညာဏတက်ပဲညက်နဲ့စုပေါင်းလိုက်တဲ့ခါကျတော့အဲ့တော့အမြင်တွေကတဖြည်းဖြည်းနဲ့ခေါင်းထဲမှာရှင်း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 လာဒီတရားတွေကိုထက်ခါ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 နာပြီးနှလုံးသွင်းလာတာမြင်လာတဲ့ခါမှာငါစခရစ်အကောင်သဘောလည်းမရှိဘူး သူဆိုတဲ့အကောင်သဘောလည်းမရှိဘူးအကောင်တတ္တဝါဆိုတဲ့သဘောမရှိဘူးဒီစောင်းပိုင်းတစ်ခုဒီတစ်ခုတည်းနေဒီ6ပါးလဲနေတာပါလားလို့မြင်လာအဲ့ဒီအချိန်မှာခုနပြောသူမနေ့ကပြိဿသမုတ်ဘက်ကိုရှင်းပြလိုက်တာ why me report ထိုးတဲ့လူတွေတဲ့ဗုဒ္ဓဘာသာအကြောင်းအယောင်ဆောင်ပြီးတော့ဘုရားကဒီလိုဟောတာမဟုတ်ပါဘူးတုတ်တန်တိတိကျကျညွှန်ပြီးပြောတာတော့မှဘုရားကဒီလိုပြောတာမဟုတ်ပါဘူးဆိုပြီးတော့ဝါရာမိုင်းနေတိုက်လာကြတယ်ကြောက်လာကြတယ်မြတ်စွာဘုရားကရှိနေတဲ့အရှိတရားကိုပဲဟောတာ မရှိတဲ့စိတ်ကိုယ်ဝင်ဝါရကိုဟောတာမဟုတ်ဘူးအဲ့ဒီရှိနေတဲ့အရာကိုကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်နှလုံးသွင်းလိုက်တဲ့အချိန်ကြလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုယ်တိုင်အရာဝတ္ထုတွေကိုမြင်း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 မြင်လာမြင်လာတဲ့အခါကြလို့ရှိရင်ခင်ဗျားတို့သူများဘဝအကောင်းစားကြီးအတွက်ခင်ဗျားတို့ခွေးလာမွေးပြီဆိုဒီကောင်ပါဇက်ဟားလိုက်သေးရသိတယ်ဒီကောင်ငေါ့ခွေးမွေးနေလားဒီကောင်ငေါ့အတုံးချနေလားတန်းသိတယ်အဲ့ဒီတွေခင်ဗျားဟာအတုံးချကခွေးအဖြစ်နဲ့ကိုမနေရတော့ ။ဒါမှမဟုတ်ကိုကျော်ကြီးကိုနိုင်ငံရေးသမားတွေဘာသာရေးသမားတွေအကုန်လုံးခွေးမွေးလို့မရအောင်။မရတဲ့ခါကျတော့ပေါက်လာကြတယ်။ကြကြနေတဲ့ခါကျတော့ကိုအဖွဲ့စည်းကလည်းမွေးကျင်တယ်သူတို့အဖွဲ့စည်းအဲ့တော့ဒါကြောင့်လို့ကိုကျော်ကြီးကပြောတာကိုကျော်ကြီးဒီဘာသာရေးသမားလည်းမဟုတ်နိုင်ငံရေးသမားလည်းမဟုတ်လူမျိုးရေးသမားလည်းမဟုတ်စီးပွားရေးအကျိုးစီးပွားအသီးသန့်ပြောတာအကျိုးစီးပွားအသီးသန့်ကိုပြောတဲ့နေရာမှာငါလူမျိုးငါနိုင်ငံငါဘာသာအကျိုးစီးပွားကိုပြောတာရှိတယ်လူမျိုးအားလုံးဘာသာအားလုံးအတွက်အကျိုးစီးပွားကိုပြောတာရှိတယ်မြတ်စွာဘုရားရဲ့အနှစ်အသာရှိတဲ့တရားသီးသန့်ကိုပြောတာရှိတယ် အဲ့ဒီမြတ်စွာဘုရားရဲ့အနှစ်သားရှိတဲ့တရားသီးတန့်ကိုမြတ်စွာဘုရားဟောသလောက်အ ਨੇ အကျဉ်းလေးခုနခန္ဓာနဲ့မြင်ရမယ်အာယတနာနဲ့မြင်ရမယ်ဓာတ်နဲ့မြင်ရမယ်တစ္ဆာနဲ့မြင်ရမယ်ပရိစ္ဆာသမုပ္ပါဒ်အမြင်နဲ့မြင်မယ်ဆိုရင်အဲ့ဒီအမြင်นี่ရှင်းသွားတာ ਨੇ ငါဆိုတဲ့တက္ကာယဒိဋ္ဌိသိကြပေါ့ပြုတ်ပြုတ်ရင်ခမရခွေးဘဝလွတ်တာပဲအဲ့တော့ဒီသဘောတရားတွေကိုသိဖို့အတွက် နိုင်ဘာပဲတရားကိုနားရခန္ဓာအာယတနာတက်တစ္ဆာပြိပ္ပစာသမုပ္ပတ်ဆိုတဲ့မြတ်စွာဘုရားဟောထားတဲ့တရားတွေကိုထက်ခါထက်ခါဖတ်ခေါ်တဲ့လူမရှိလို့ရှင်အဲ့စာအုပ်ကိုဘိတ္တကသုံးပုံနဲ့ကနေဖတ်ဖတ်ပြီးလို့ရှင်အဲ့ဒီအမြင်ကိုတောက်လျှောက်မြင်နိုင်အောင်ကြိုးစားမြင်တက်ကရာဒိဋ္ဌိပြုတ်တယ်